ငါးပါးသီလရှောင်းနေလို့စီးပွားမဖြစ်ဘူးလို့ယူထင်မြင်တဲ့ပုံစံတွေလည်းရှိကြတကယ်ကတော့ငါးပါးသီလဆိုတာစဉ်းစားကြည့်ပေါ့ငါးပါးသီလငါးပါးသလုံးဟာအလုံးဟာမစင်မရှောင်ဘူးဆိုရင် criminal case ပဲတာရာဇဝမှုတွေကြီးပဲကောပြစ်မှုတွေကြီးပဲကောဆိုတော့ပါဏာတိပါဒမရှောင်ဘူးဆိုလူတွေမှာတော့ပါဏာတိပါဒ တတ်လို့ရတဲ့အကောင်ရှိတယ်တတ်လို့မရတဲ့အရှိဥပမာလူတော့သွားမတတ်တပြင်းကောင်းနေတော့တတ်လို့ရတယ်လူယူဆကြအဘောရရဲ့ဆုံးမမှာတော့မဟုတ်ဘူးဖေသတ္တဝါကူမှမတတ်နဲ့ကိုကျင်းစာတရားနဲ့မေတ္တာနဲ့ထားဖေသတ္တဝါကူမှမတတ်ရအဲ့တော့တတ်ချင်းဆိုတဲ့ဟာ criminal case တစ်ခုပဲ တရားယုံနေမှာကြည့်ရင်ဘာနဲ့အပြစ်ဒဏ်ကြလူသတ်မှုနဲ့အပြစ်ဒဏ်ကြဟောဒီလိုဟာမျိုးနဲ့လာတာလေအဲ့တော့တတ်တယ်ဖြတ်တယ်ဆိုတဲ့ဟာလေလူသတ်မှုဆိုတာရာဇဝမှုကြီးတစ်ခုဖြစ်တယ်အဲ့တော့ဘယ်သရဝါကူမမတတ်ဘူးဆိုရင်ဒီရာဇဝမှုကိုခုတ္တနာမှာဖြစ်เสียအကြောင်းမရှိတော့ဒါကအဋ္ဌိဏဒါနဆိုတာသူများမပေးတဲ့ပစ္စည်းကိုယူခြင်းမှရှောင်အောင်မရှောင်ဘူးဆိုရင်ဘာဖြစ်လဲသူများပစ္စည်းကို လင်းယူတယ်ညာယူတယ်ခိုးယူတယ်မမမကန်ပစ္စည်းတွေနဲ့လဲယူတယ်အဲ့ဒါလို့လုပ်တယ်ဆိုရင်ဒါလည်း criminal case တစ်ခုဖြစ်သွားရာဇဝမှုတစ်ခုဖြစ်သွားဟာပစ္စည်းခိုးလို့တယ်တခိုးတည်းမြဟာအရိဏဒါနမလုံလို့ဖြစ်တာပေါ့အရိဏဒါနလုံလို့ရှိရင်တခိုးတည်းမြမဖြစ်လူသက်ပြီးပစ္စည်းယူသွားတဲ့ပြစ်မှုတွေကမြမလူမျိုးတွေမကြားခြင်းအဆုံးပဲလေ နော်လူလည်းတတ်တယ်ပစ္စည်းတွေယူသွားတယ်ဒါရာဇဝမှုတွေပဲအကယ်၍သာ၅ပါးတိလလုံးနေမယ်ဆိုလို့ရှိရင်ဒီပြစ်မှုမျိုးတွေကပေါ်မှာမဟုတ်ဘူးနော်ကာမိတုမိစ္ဆာသာရကြည့်ကာမိတုမိစ္ဆာသာရဆိုတာမိသားစုတွေရှိကြကိုမိသားစုကိုဂုံတိခါရှိရှိနေကြထိုင်ကြဂုံတိခါကိုပြည့်ရွှင်းစေ ရိတ်လုံတယ်တို့ဘာလို့ဆိုတာခုခေတ်မှာမကြားခြင်းအဆုံးပြစ်မှုကြီးတစ်ခုဖြစ်တယ်အဲ့ဒီပြစ်မှုကြီးဟာလည်းပဲကာမိတုမိစ္ဆာစာရဝေရမဏိဆိုဒီကိုချင်းတည်တာပြေးလိုက်တာနဲ့တပြိုင်နက်ဒီပြစ်မှုဟာပျောက်ကွယ်သွားနိုင်တယ်လေအခုတော့ဒီပြစ်မှုကြီးကလောကကြီးမှာဟုတ်နေရာတကာမှာမကြားခြင်းအဆုံးလို့ဖြစ်လာတယ်အဲ့တော့ ်ငါးပါးသီလလုံလိုက်မယ်ဆိုရင်ဒီပြစ်မှုတွေရှိလာမှာမဟုတ်ဘူးပေါ့။နောက်မူတာဝါဒဝိရမဏိစကားပြောရင်တစ်ဖက်သားအကျိုးပြပြအောင်လေးလေးလေးစားပြောတာမျိုးရှောင်းတယ်။မနာဝဒပြောတယ်လောကလူတွေကလိန်ပြောရမှ အစင်ပြေတယ်လို့ယူဆကြတယ်။မဟုတ်ပါဘူး။ပြောကြရှင်မှန်တိုင်းပဲပြောလို့ရတယ်။သို့သောရသော်ဘုရားတုံတင်ဆုံးမထားတာချီ။ပါဇတ်ဆိုတာမပြောဝဲနေလို့လည်းရတာပဲလေ။လိန်ပြောမှမဟုတ်တာ။အဲ့တော့လိန်ရမယ်ဆိုမလိန်ပဲနေမယ်ပေါ့။မပြောပဲနေမယ်ပေါ့။လိန်လိုက်လို့ရှင်လိန်ထားတဲ့ ကြောင်းအရာတစ်ခုကပေါ်လာလို့ရှင်ဒီလူဟာလူလိန်ဆိုပြီးတော့သိပ်ပြီးတော့မယုံကြည်ကြတော့ကိုလိန်လီလိုက်တဲ့အတွက်ကြောင့်တစ်ဖက်သားမှာအကျိုးပြက်သွားရင်ပို့ပြီးတော့ဆိုးတဲ့ပြစ်မှုတစ်ခုဖြစ်လာတဖက်သားကိုထိခိုက်နေတာဒါကြောင့်မို့မြတ်စွာဘုရား အပြောနဲ့ပတ်သက်ပြီးတော့ဆုံးမသွန်သင်ထားတာရှင် စကားပြောမယ်ဆိုလို့ရှိရင်တဲ့မှန်တာကိုပဲပြောရမယ်မမှန်တာကိုမပြောရဘူးမမှန်ဘူးဆိုရင်မပြောဘဲနေမယ်မှန်တာပဲပြောမှန်တယ်ဆိုပြီးတော့ရောပြောတဲ့သလားတွေ့ရမယ်နော်ဟုတ်တော့ဟုတ်တယ်ဒါပေမဲ့ဟုတ်တိုင်းပြောရမလားလို့ဆိုတော့မြတ်စွာဘုရားအကျိုးရှိမှပြောအကျိုးမရှိရင်မပြောနဲ့အကျိုးရှိတယ်ဆိုတာဒီလိုပြောလိုက်သဖြင့်ကိုယ့်အတွက်လည်း အဆင်ပြေတယ်သူ့အတွက်လည်းအဆင်ပြေတယ်အဲ့လိုကောင်းကျိုးချမ်းသာဖြစ်တဲ့စကားမျိုးပဲပြောမှန်လဲမှန်တယ်ကျိုးလည်းရှိတယ်အဲ့ဒီလိုစကားမျိုးတောင် အချိန်မီပြောရမလားလို့ဆိုမဟုတ်ဘူးပြောတယ်မှပြောပြောချိန်တန်မှပြောရသော်ဗျာအချိန်မတန်ရင်မပြောနဲ့အဲ့တော့စကားပြောပြီဆိုရင်မှန်လဲမှန်ရမယ်အကျိုးလည်းရှိရမယ် ပြောဖို့လေတင့်နေတဲ့အချိန်ရောက်ပြီဆိုမှပြောဒီလိုဆိုလို့တယ်ပေါ့ဟုတ်ပြီပြောပြီဆိုတာတောင်မှပဲစဉ်းစားလိုက်အောင်ဘယ်လိုပြောမလဲပြောတာကနှမျိုးရှိတယ်ရိုင်းရိုင်းဆိုင်ဆိုင်ကြီးပြောမှလားရှင်းရှင်းကြီးကြီးပြောမှလားဟောဆိုရိုင်းရိုင်းဆိုင်ဆိုင်ဘယ်တော့မှမပြောနဲ့ရှင်းရှင်းကြီးကြီးပြောတစ်ဖက်သားနာခံတာတဲ့စကားနဲ့ပြော ို့လိုက် impolite ဆိုတာရှိတယ်နော်ဟောယဉ်ကျေးရမယ်ယဉ်ကျေးကြီးပြော ဟုတ်ပြီယဉ်ကျေးကြီးပြောတယ်တချို့ကယဉ်ကျေးကြီးပြောတော့လည်းပဲစိတ်แท้ကပုတ်နေတာရှိတယ်နော်မကောင်းတဲ့စိတ်နဲ့ပြောတာရှိတယ်အေးမြတ်စွာဘုရားစိတ်ထားတောင်မှပဲဒေါသစိတ်နဲ့မပြောနဲ့မေတ္တာစိတ်နဲ့ပဲပြောသူ့အကျိုးကိုလိုလားတယ်ဆိုရင်စိတ်နဲ့ပဲပြောပါ ဟုတ်အဲ့တော့စကားပြောမှုဆိုတာ ਨੇ ပတ်သက်ပြီးတော့ကိုချင်းတီလာ ထိမ့်သိမ်းရှောက်ရှောက်တဲ့အခါမှာမှန်တာကိုသာပြောရမယ်မှန်လဲမှန်ရမယ်အကျိုးရှိတာကိုသာပြောရမယ်မှန်လဲမှန်တယ်အကျိုးလည်းရှိတယ်ပြောသင့်တဲ့အချိန်ရောက်မှပြောရမယ်ပြောပြီဆိုတဲ့အခါမှာနုညံ့သိမ်းမွေးတယ်ယဉ်ကျေးတဲ့စကားနဲ့ပြောပါစိတ်တက်ကလည်းမေတ္တာစိတ်နဲ့ပြောပါဆို ဒါပြည့်စုံနေပြီလေဒီအချက်၅ချက်နဲ့စကားပြောပြီးဆင်ញင်ပြီးတော့ပြောမယ်ဆိုလို့ရှိရင်အပြောကြောင့်ပြဿနာတက်တာမရှိဘူးလောကလူတွေဟာရံဖြစ်ကြတာအပြောကြောင့်ဖြစ်ကြတာများ communication ဆိုတာစကားပြောပြီးဆက်သွယ်တာပဲလေဒါကြောင့်မို့လို့အပြောနဲ့ပတ်သက်လာလို့ရှိရင်အခုလိုထိမ့်သိမ်းရှောက်ရှောက်ကြ အဲ့တော့မူတာဝါဒဆိုရင်လိမ်မီပြောပြီးတစ်ဖက်သားအကျိုးဆုပ်ယူသွားပြီးဆိုရင်ပို့ပြီးတော့ပြစ်ကြီးလာအဲ့ဒါကြောင့်မို့လို့ဒါကိုလည်းရှောင်ရမယ်လို့ဟောဒါလည်း criminal case ပဲ criminal case ဘာလို့တော့ဆိုဘယ်မှာဖြစ်လိမ်သွားတယ်နော်ဘယ်သူဖြစ်လိမ်သွားတယ်ဆိုတာလည်းရှိနောက်ဆုံးသူရမေရယာဆိုရင်မူရစေဝါတော့မပြောနဲ့တစ်ကဘာလုံးဒုက္ခရောက်နော် ကမ္ဘာလုံးဒုက္ခရောက်နေအောင်အဲ့တော့ဘုရားရဲ့ဆုံးမရငါးပါးတိလလုံအောင်မယ်ဆိုတာလူတိုင်းလူတိုင်းဟာအသက်တဲ့တံမိုးထားပြီးတော့ငါးပါးတိလကိုထွင်းထွင်းဆောင်းဆောင်းကြမယ်ဆိုရင် လောကကြီးဟာဒီပြစ်မှုတစုံတရာကျွလွန်နေဆိုတာမဖြစ်လာတော့အဲ့တော့လူလောကမှာအဲ့လိုမျိုးရှိခဲ့ဘူးလားဆိုရှိခဲ့ဘူးတယ်ဟုတ်ရှိရဲ့ခင်တော့ဆိုရင် လိန်ပြောတယ်ဆိုတာဘယ်သူမှမကြဘူးလိန်နေဆိုတာမရှိဘူးစေတီယမင်းလက်ထက်မှာဆိုတာလိန်နာမကြဘူးလို့သွားပြီးတော့ဝိုင်းချကြ လိန်နေဆိုတာဘယ်လိုဟာလဲနော်လိန်နေဆိုတာကိုရှိခါယူပြီးတော့သွားပြီးကြည့်ရတဲ့အနေအထားမျိုးအဲ့ဒါလို့စင်စင်ကြဲတဲ့လူလောကကြီးဟာတစ်ချိန်တစ်ခါတော့မှဖြစ်ခဲ့ဘူးခဏခေတ်တော့ဒါတွေအလုံးဟာယိုးသွားတယ်နော် ရှိုးသွားတော့စင်ကြဲတဲ့အနေထားပြက်ပြားလာ။